အားလုံးမင်္ဂလာပါရှင်ဆ ਿਆ မကြီးခင်ရင်ယူရေးသားထားတဲ့ပဝါတကန်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၃ကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်အချီအချီရဲ့စာကိုဆက်ဖတ်ပြီးမောင်လဲစာရေးလိုက်တာပါဒီမှာမရနိုင်တဲ့ငဖဲအောင်ငပီကျော်တို့ငရန်ကျောက်ဖို့တို့ အမေရိကမှာရရင်ခြွေပြီးနည်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 းစာရတယ်တခါရဲစားလိုက်ရင်ကုန်သွားမှာဆိုလို့အဲ့ဒီလိုပဲ အချစ်ရစာကိုတချီရဲဖတ်လိုက်ရင်ဆုံးသွားမှာဆိုလို့တဖြည်းဖြည်းခွဲဖက်ရတယ်။နောက်တစ်စောင်းဆိုတာမရောက်သေးခင် မောင်နေရတာ၆တိလွန်းလို့စိတ်ကြွတွေကြရင် ဖုန်းမပြောရတဲ့အခါအချစ်စာကိုဖတ်လိုက်ရင်ဘက်ထရီချာခြင်းတွင်းတယ်လို့ပဲအားပြန်ပြေးလာတယ်။မောင်ပြောတဲ့ M Pemberton ရေးတဲ့ Goddess မတွေ့တွေ့အောင်ရှာဖတ်ပါ။အဲ့ဒါကတော့ဝိတုဒရိုက်တာကြီးဟာဇနီးတဲ့နဲ့တူ မော်တော်ကားမောင်းရင်ဇနီးတွေကစိတ်ပေါက်လာပြီးရုံရင်းဆန်ခတ်ဖြစ်ပြီးကားမောင်းမိလောင်သွားပြီးဇနီးတွေသွားတယ်။သူကဒဏ်ရာရတယ်။ပြီးတော့သူချစ်တဲ့ရုပ်ရှင်မင်းသမီးလေးနဲ့ညားသွားရတယ်။မောင်တို့ဇလန်ကဝိထုမဟုတ်လေတော့ဘလို့အဆုံးသတ်မယ်မသိဘူး။ဝိထုလို အစာလည်းမရှိ အဆုံးလည်းမရှိ အချစ်ပြောသလို စရိတာဆိုတာကိုတပြေးပြေးထိမ့်ပါတယ်။ဒီမှာကဆဲဆောင်မှုတွေကများ ။ဇနီးကလည်းအပားမှမရှိဘူးမို့လား။အချစ်ကဖုန်းထဲမှာ pleasure without conscience ဖြစ်ရင်မကောင်းဘူးတဲ့။ပြောလို့တဲ့သဘောပါဆိုပေမဲ့အကောင်းဆိုခွဲခြားဝေဖန်ခြင်းမရှိဘဲအပျော်လွန်တာအချစ်မကြိုက်ဘူးလို့ဆိုပါရယ်။ကျေးဇူးတင်ပါတယ်။အချစ်မောင်းကိုအဝေးကနေ remove control အဝေးခလုံးနဲ့ထိန်းချုပ်ပေးလို့မောင်မကဘသူမှအနည်းနာမရှိဘူးလေ။ စနီးတဲ့ရှိနေရင်လဲမောင်က သူ့ကိုဂယူးဆိုင်တာမဟုတ်နှစ်ယောက်မျက်နှာချင်းဆိုင်ရင်ရံဖြစ်ရကောဒီတော့လေမောင်ကထိန်ချုပ်မှုတွေလွတ်နေတယ်အချင်းစကားကိုနားထောင်ပါတယ်အရက်ကိုလည်းတပြေးပြေးလျှော့တော့လာတယ်ဒီလဆေးစစ်တော့သွေးထဲမှာအယ်ကိုဟောမရှိတော့ဘူးပြီးခဲ့တဲ့လကလုံးလုံးမတော့တော့လို့ပဲဒီမှာမြန်မာပြည်ကတချင်းခွေတွေရှိတယ် မင်းရှင်ဆိုတဲ့တခြင်းကြားရတော့လေအချင်းနဲ့မှမြန်မာပြည်မောင်ပြန်ရောက်ရင် ရှမ်းပြည်နယ်ကိုတောင်ပိုင်းရောမြောက်ပိုင်းရောလဲကျင်နေကွယ်အချစ်ကမောင်ခေါ်ရလိုက်ပါမလားခုထိလဲထိန်ချုံမှုတန်းစကားကြီးရဲမှာ အချစ်ကိုကို အချစ်အချင်းချထားတော့မဲလားအချစ်စာဖတ်ပြီးအင်္ဂလန်ဧကရာဇ်ဗြိတိန်တွေနဲ့မြန်မာဗြိတိန် တပ်ဦးစံပိုင်စနစ်တွေကိုမောင်းပြန်တွေးမိတယ်။အင်္ဂလန်မှာပါလီမန်နဲ့တွေ့ဖက်ထားတဲ့ဘီရင်စနစ်ဆိုတော့အင်္ဂလန်ဘီရင်တွေဟာ1920ရာစုနှစ်တွေ ရောက်လာတော့ထင်တာလို့လို့မရတော့ဘူးလေ။မြန်မာလဲအကယ်၍အင်္ဂလိပ်သိမ်းပိုက်တာမခံရရင်စင်းမြင့်ခံဘီရင်စနစ် ပြောင်းလဲကောင်းပြောင်းလဲမယ်လို့မောင်းထင်တယ်။ဒါပေမဲ့လည်းရုရှားပြည်ကြီးဆိုဗီယက်ယူနီယံပြုတ်ကွဲတာကြည့်ပြီးတော့လဲ မောင်တမျိုးတွင်းမိရဲ့ရုရှားပြည်ကြီးဟာတပ်ဦးစံပိုင်ဘရင်တွေလက်အောက်မှာမြေရှင်မှုမတ်တွေရဲ့နှိမ့်ဆက်ခံရဘရင်ကားနှိမ့်ဆက်တဲ့အလုတ်သမားလေသမားပြည်သူတွေဟာအဖိနှိမ်ခံလူရန်စားဖြစ်ပြီးဒုက္ခမျိုးမျိုးတွေ့ကြရတယ်။ကာမတ်တို့လီနီနိုကလူမွဲတို့ထရက်လန်ကွန်မြူနီဝါရာကြီးကိုထူထောင်ခဲ့တယ်။လူကိုစနစ်နဲ့ထိန်းချုပ်ပြီး လူတိုင်းအခွင့်အရေးတူညီစွာခန်းစားနိုင်အောင် စေတနာနဲ့ရုရှားတော်လှန်ရေးကြီးကိုလုပ်ခဲ့ကြတာပဲကွန်မြူနီဝါဒစနစ်ကြီးဟာစတာလင်လက်ထက်လဲရောက်ရောလူတယောက်အာဏာခိုင်မြဲမှုအတွက်အတုံးချရန်နေရာကြီးဖြစ်သွားရပြီးကွန်မြူနီဝါဒလက်အောက်မှာတအူးစံပိုင်းစနစ်လိုပဲအာဏာပိုင်တွေကိုကြောက်ရွံ့ပြီးတထိတ်ထိတ်တလန့်လန့်နေကြရတယ်ပူပူပြီးပြည်သူလူထုမှာဆင်းရဲသွားရတယ် မောင်လေးအာမေးနီးယန်းပြည်နယ်ငလင်းလှုပ်တုံးက အများကြီးပျက်စီးတာ TV ထဲမှာကြည့်ရတာအပျက်စီးတွေကိုကရိန်းနဲ့ဆွဲပြီးဖယ်ရှင်းနေတော့တမရဂိုဗာဂျော့ဖ်ရောက်လာတယ်။အဲ့ဒီမှာဒေသခံတွေနဲ့တွေ့တော့သူတို့ကဂိုဗာဂျော့ကိုပြောပြတယ်။ကျွန်တော်တို့ဒေသဆိုင်တွေပြည်သူဆိုင်သဘောမျိုးတွေပေါ့။လိုက်ကြည့်ပါ လူသုံးကောင်ပျက်စီးလုံလုံလောက်လောက်မရှိဘူးလို့ဝိုင်းဝန်းပြောကြတယ်။ ရုရှားဆောင်းဟာဘလောက်အေးလဲအဲ့ဒီမှာခြုံစရာလုံးလုံးလောက်လောက်ဆောင်မရှိဘူးမောင်ကအဲ့ဒီဒုံကလေးကစဉ်းစားမိတယ်တပ်ဦးစံပိုင်းဘရင်စနစ်နဲ့မြေရှင်ပရိတရတွေလက်အောက်မှာအလုတမားလေတမားပြည်သူလူထုတွေအနှိမ့်ဆက်ခံရလွန်းလို့မမြမတမဝတဝဆာရလို့ကွန်မြူနီစနစ်ကြီးထူထောင်ပါတယ်အဲ့ဒီလက်အောက်မှာလေလူလူဟာစာဝတ်နေရေးမဖူလုံတဲ့အပြင် အာနာချုပ်ကန်ထားသူတွေကိုကြောက်ရွံ့ပြီးတထိတ်ထိတ်တလန့်လန့်နေရတယ်။ဒီတော့စနစ်ကောင်းပေမဲ့ဒီစနစ်ကြီးအောင်မြင်ဖို့ရန်နေရာကို မောင်းနေတဲ့လူကိုရောဘာနဲ့ထိန်းချုပ်မလဲဆိုတာမောင်းတွေးတယ်။အဲဒီတော့လူဟာအရေးကြီးအစိတ်ပိုင်းမှာ အတိတ်ကကြာလာတယ်။ဘယင်းဆိုတဲ့လူတွေထင်ရမဆိုင်ဖို့ပါလီမန်ထားရတယ်။ပါလီမန်ကလူတွေတစ်ခါ ထင်ရမဆိုင်မှု အခြေခံဥပဒေနဲ့ထင်ရတယ်။လီနင်ကပြောခဲ့ဘူးပါတယ်။ပြည်သူလူထုအတွက် လောကနိဗ္ဗာန်ထူထောင်ဖို့မင်းတို့ပါတီလှုပ်ဆောင်မှုဟာ အောင်မြင်သလားမအောင်မြင်သလားဆိုတဲ့လူထုအပေါ်တက်ရောက်တဲ့ခြေနေကိုကြည့်ပြီးမင်းတို့လုပ်ငန်းကိုစစ်စစ်ပါတဲ့။ဆိုလိုတာကလူထုမှာစောင့်ဝင်းနေရေးမပြေလည်သေးရင်သူတို့လုတ်ကင်ဖို့မဟုတ်လို့ပဲဆိုတာကိုချိန်ချိန်နိုင်ဖို့လီနင်ပြောခဲ့တာ။သူခင်ဗျား တကယ်စေတနာနဲ့စင်ရဲသားအလုတ္တမားတွေအတွက်တော်လန်ရေးကြီးတရဆင်ရွယ်ပြီးဆောင်ရွက်ခဲ့ပေမဲ့ခုတော့သူ့ကြောက်ရွံ့ကြီးတော်လီနင်ဂရက်ကဖယ်ရှားခံရပြီးသူ့နာမည်လီနင်ကိုရောမထဲတော့ပဲစိန့်ပီတာစဘက်လို့မြို့ကိုလည်းအမည်ပြောင်းလိုက်တယ်။မောင်တော့အခုလူတွေဟာစင်ရဲရင် အကုသို့အလုတ်တွေမတရားမှုတွေလုပ်တယ်ဆိုတာမယုံတော့ဘူး။ကိုရီးယားဂျပန်နဲ့အမေရိကမှာ တထွေးတွေကိုရိုင်းလက်စားကြမကောင်းမှုလုပ်ကြဝင်ကြီးတွေပြည့်ရှိလို့ခဏခဏယာရုကထွက်ကြရတယ်။မောင်ရီးတာတွေကလည်းဘေးရောက်ကုန်လဲလို့အချစ်ထင်ပါပဲ။အချစ်စီစာရေးနေရရင်ပျော်ပြီးရေးချင်တာထည့်ရတာပါ။အဆက်ဆက်ရှိပါတယ်။ခုနကမောင်ပြောခဲ့တဲ့အင်္ဂလန်မှာလည်းဘရင်စနစ်ကိုလေးစားတဲ့လူတွေရှိသလိုဒီဘရင်တွေဟာတိုင်းသူပြည်သားအတွက် ဝင်ကြဝင်ပိုးလို့ယူဆတဲ့လူတွေရှိတယ်။ မဟာတာကီတွေကိုတိတ်လေးစားမျက်နှိုးတဲ့အုပ်စုကတော့တော်ဝင်မိသားစုကိုချီးရင် မခံချင်ကြဘူးမောင်နှုတ်စီမှာဂျာနယ်တွေအမျိုးစုံဖတ်ရတော့အချို့ဒါယာနာတည်ဆုံးမှုကိုတမျိုးရေးကြတယ်လောက်ချက်မှုမကင်းဘူးလို့ယူဆကြတယ်ဒါယာနာဟာအကယ်၍ဒိုတီနဲ့ရသွားရင်ဒိုတီဟာအီဂျစ်ပြည်သားဆိုတော့အာဖရိကနယ်ဝင်အာဖရိကန်ပေါ့သူတို့နှစ်ယောက်ဟာ မွေးလာတဲ့ရင်သွေးဟာ အခုအင်းရှိနန်းညွတ်နန်းလျာဝီလျံမင်းသားတို့နဲ့အမေတူ အဖေကွဲ မောင်နှမညီကိုတွေဖြစ်လာမယ်။အဲဒီတော့တော်ဝင်ထဲမှာအာဖရိကန်လူမဲတွေမပါရဆိုပြီးအယူသီးတဲ့လူဖြူလူမဲခွဲခြားခြင်းနဲ့ဆန္ဒရှိတဲ့လူတွေကဒါယာနာနဲ့ဒုတီကိုတေချောင်းကြံနေလို့လည်းယူဆကြတယ်။ဘလောက်ထိမှန်လို့ဘလောက်ထိမှားလဲတော့မသိဘူး။တည်တဲ့လူတွေတော့တည်သွားကြရပြီ။ ထိုတီနဲ့ဒါယာနာညာသည်ဖြစ်စေမညာသည်ဖြစ်စေသူတို့ကိုရီကိုတာ သူတို့လုံသမျှသူတို့ခံရမဲ့ကိစ္စမှာလူစိတ်ကင်းပြီးညာတာမှုမရှိရဲ့တည်င်းတာအုပ်စုကိုတော့စာပေလောကကပြင်းပြင်းထန်ထန်တည်ပြီးတင်နေတည်င်းရယူမှုတည်င်းရေးသားမှုတွေဟာလွတ်လပ်တင်နာမှန်ပေမဲ့ညာတာထောက်ထားခယုနာတရားနဲ့ရှင်ပြီးလုံတင်နာပေါ့ကဲ မောင်စာကိုခေတာနာပြီးအခြေရစာကိုဆက်ပြီးဖတ်လိုက်ပါဦးမယ်။စက်တင်ဘာတရနေ့မှာမောင်နဲ့တယ်လီဖုန်းထဲမှာဒိုင်ယာနာအကြောင်းနဲ့ပတ်သက်ပြီးမောင်နဲ့အခြေမပြေမလည်ဖြစ်ခဲ့ရတယ်။မောင်ကို အခြေစာထဲမှာရေးခဲ့တယ်။လူတွေဟာမျက်နှာကြီးငယ်လိုက်တယ်၊ဖတ်လိုက်တယ်လို့မောင်လည်းဗတ်လိုက်တဲ့အထဲမှာအပါဝင်ပဲဒီတခါတော့စိတ်မဆိုးပါနဲ့နော်စတေမာလာ9ရက်နေ့မှာ မာတာထရီဇာတယောက်ကွယ်လွန်နေစာရောက်ခဲ့တယ်။ကြာကြာချင်းကျမတောင်းလုံးလိုက်တာအမှန်ပါ။ဂျာယာနာကွယ်လွန်ကြောင်းကြားရတော့ကဒီလိုစိတ်ထိခိုက်မှုမဖြစ်ခဲ့ဘူး။မောင်ကမာတာထရီဇာကွယ်လွန်ကြောင်းကို စက်တင်ဘာ16ရက်နေ့မှာ ကျမစီဖုန်းဆက်တယ်။ဒါပေမဲ့မောင်အတန်ကဒါယာနာကွယ်လွန်ကြောင်းပြောစင်ကားလို့ကြေကွဲတယ်မပဘူး။ကျမအဖိုးရောမာတာထရီဇာကိုကြည်လဲကြည်ညို လေးလေးလေးစားတယ်။ဘာသာမတူလူမျိုးမတူပေမဲ့သူ့နှလုံးသားကို ကျမမျက်နှိုးတယ်။ကျမတို့စီမာတော့ဘုန်းကြီးကျောင်းတွေ ရိတ်တာတွေမှာငွေတွေတန်းချီလူခဲ့ကြပေမဲ့ဝေယဝိစတရက်လို့ဖို့အင်တာဆေးဖို့အငြိစည်းတန်းစင်ဖို့လုံးကြရမယ်ဆိုရင်ဝင်လေးကြတယ်။အချို့မလုပ်ပါဘူး။မာတာထရီစာကြီးကတော့သူငငယ်တီလာရှင်ဘဝရောက်ကလေးက လော့ဂီတလေးပုထုဇဉ်ခန်းစားမှုစီးစိမ်တွေလည်းဆွန့်လွတ်ခဲ့တယ်။လူနာရီဆိုလဲအပေါ်ရန်ကြောမဟုတ်ဘူး။တကယ်ကူဆက်တတဲ့ဝမ်းယောဂကိုခံအားနည်းကြဆင်းတဲ့ယောဂအစုံနာကိုရည်ပြားယောဂတဲ့တွေကိုမယုံမရှာကန်ကြွယ်ပြုစုတဲ့သူတော်စင်တယောက်ပါ။သူရဲ့လူသားတွေအတွက်ကိုကျိုးဆွန့်လွတ်အနစ်နာခံမှုတွေကတော့ရေးမကုန်ပါဘူး။အလောင်းလျာပါရမီဖြည့်တယ်လို့ပါပဲ။ ဒီမျိုးသမီးကြီးကိုစံထားပြီးကျမစ조사နေတယ်။သူ့လိုတော့ကိုကသူနာပြူတက်မတက်ပေမဲ့ကိုတက်နိုင်တဲ့ဘက်ကလူသားတွေအတွက်ဘာလုပ်ပေးရမလဲဆိုတာပဲစဉ်းစားနေတယ်။အခုကျမအလုပ်ကစပွဲကလတ်ထိုင်းမှာထိုင်ပြီးကလေးတွေစာသင်ပေးတာလဲကုသိုလ်ရပေမဲ့မာတာထရီဇာတို့လိုလူသားတွေအတွက်စွန့်လွတ်စွန့်စားတဲ့အလုပ်ကိုလုပ်ချင်တာပါ။တကယ်ကိုကဘာမှာစံထားထိုက်တဲ့စံပြအမျိုးသမီးကြီးပါပဲ။ စိတ်ထဲမှာသူ့အကြောင်းဖတ်ပူးတဲ့ထဲကခင်စာဝေဒနာ လူနာမှာအနာကိုလောက်တက်နေတာတကောင်ချင်းဖယ်ရှားပေးနေတဲ့သူ့ပုံကိုပဲမြင်အောင်နဲ့ကျမတို့ဆိုကိုစားတဲ့ငပိလောက်တက်တာတော့မျက်စိမိတ်တန့်စင်ဖြစ်ရတယ်။အော်တကယ်ကိုအစားထိုးမရတဲ့အမျိုးသမီးကြီးပဲသူ့ကိုနိုဘယ်ဆုပေးတင်ပါတယ်။ကြံတီလာရှင်လေးတွေကို သူ့လိုပဲဆောင်ရွက်နိုင်အောင် ပြုစုပြောထောင်ပေးပြီးသူ့အမွေကိုဆက်ခံစေတယ်။အိန္ဒိယပြည်ကလည်းနိုင်ငံတော်စာပနာဖြင့်ကျင်းပပေးခဲ့တယ်။သူ့စာပနာကိုနိုင်ငံတကာအစိုးရအဖွဲ့ဝင်ကြီးကဲတွေတက်ရောက်ခဲ့ကြပါတယ်။ဒါပေမဲ့လူတွေပတ်လိုက်တယ်ဆိုတာဒါယနာလောက်စာနယ်ဇင်းတွေက ခရဲရိုက်မြေးသားကြတာကိုကျမပြောတာပါ။မောင်လဲတူတူပါပဲနော်။စိတ်ဆိုးသွားလား။ဟိုတခါကျမအင်္ဂလန်မှာရှိနေတုန်းက 1982ခုနှစ်လောက်ကပေါ့ Grace Kelly ကွယ်လွန်ခဲ့တယ်။သူလည်းပြင်သစ်မှာကားတိုက်မှုနဲ့ပဲကွယ်လွန်ခဲ့ရရှာတယ်။သူဇာပနာခန္ဓာကိုမနေ့9နှစ်မှာ TV ဆောင်ဖမ်းပြီးကျမကြည့်ခဲ့တယ်။ခေါင်းထဲကပန်းတွေရဲ့အလဲမှာအိပ်ပျော်နေသလိုပါပဲ။ချော်လိုက်ကြက်တည်းရှိလိုက်တာမပြောပါနဲ့။ငယ်တုန်းကနတ်သမီးပုံပြင်တွေက Sleeping Princess ကိုသွားတည်ရတယ်။တီရာနဲ့မတူဘူး။ ုံမပြအိပ်ပျော်နေတယ်လို့ပဲသူ့ကိုချစ်ကြတဲ့မိုနာကိုပြည်သူတွေရဲ့လာပို့တဲ့လွမ်းသူပန်းတွေကလည်းတပုံတပင်ပဲဖះရှိကိုကြောင်းတောင်းတနည်းအားမှာတမိများနဲ့အတူရက်နေတဲ့မိုနာကိုမင်းသားကြီးမျက်နာဟာခြေကွဲဝမ်းနဲ့ထိခိုက်နေတဲ့ခံစားမှုအပြည့်နဲ့ Grace Daly ဟာသူ့သိပ်ချစ်တဲ့အမျိုးသမီးလေးချစ်လဲချစ်ပေမပေါ် Grace Daly ဟာ Hollywood ရုပ်ရှင်မင်းသမီး Hollywood ဆိုရင်ကျမတို့ကအစား မင်းသမီးအဲလစ်ဘတ်တေလာတို့မွန်ရိုးတို့လင်ထဲလဲယူတာတွေကိုပဲမြင်အောင်ခဲ့တယ်။မောင်အမေရိကမှာနေတဲ့သူဆိုတော့ပိုတိမှာပါ။မွန်ရိုးကိုတောင်မောင်ဆွဲလန်းခဲ့သေးတာပဲ။ခရစ်ကယ်လီကတော့တရုတ်ဆောင်စင်သားရုပ်ရှင်မင်းသမီးလေးကိုတရုတ်ဆောင်ပေမဲ့အပြင်မှာအင်ထရီနဲ့နေရမယ်လေ။ဒီနန်းတော်ဆိုရကလည်းတကယ်တော့ပြည်သူကိုကိုစားပြုတာ။ခန်းကြီးနာကြီးနေရတယ်မဆိုဘူး။အင်ထရီရရနေရမယ်ပြောတာ။ မောင်ရဲဒီနေရာမှာ ကျမလေးအလောင်းတော်ဇနကမင်းသားပြောတဲ့စကားကိုတတိရတယ်လူတွေဟာတသက်မှာတခါသေးကြရမှာပဲတဲ့သို့တော့အပြစ်ကင်းတော့သေခြင်းနဲ့တရားဖို့အရေးကြီးပါတယ်တဲ့ကျမလေးလေးသေခြင်းနဲ့အဟုတ်ပါမတကယ်တော့မောင်လည်းမရှိ ကျမအလွန်တွေ့တာထောက်ထားရတဲ့အမေလည်းမရှိလေတော့ဘဝမှာအသက်ရှင်ရနေတည်နေတယ်လို့ပဲ။ တကယ်တမ်းသိရမယ့်တနေ့မှာတော့မာတာထရီဇာတို့လိုမိုနာကိုမင်းသမီးဂရိစ်ကယ်လီတို့လို အပြစ်ကင်းသောတည်ခြင်းနဲ့ဂုဏ်သိက္ခာရှိစွာတည်ခြင်းပါတယ်။ကျမတို့မြန်မာပြည်မှာ ကျမဆန်ထားတဲ့အမှုပညာတဲ့အမျိုးသမီးကြီးနှစ်ယောက်ရှိတယ်။ဇက်တပင်လောကမှာ ကောလိပ်စိန်ရုပ်ရှင်လောကမှာမေရှင်သူတို့နှစ်ယောက်ဟာဂရိစ်ကယ်လီလိုပဲဇက်သေးရုပ်ရှင်နဲ့တရုပ်ဆောင်စင်းတာဇလန်အရာကပြတရုပ်ဆောင်ပေမဲ့ အပြင်မှာမိမအင်ဂျူရီကိုထိမ့်သိမ်းကြတယ်။ကျမကြားဘူးတလောက် great ဘိုးစိန်ကြီးဟာတိတ်မျက်နာပွင့်ညာစွန်နေသူခေကပွဲကြီးပြိတက်ထဲကမင်းကတော်ဆိုးကတော်တတိသမီးကြီးတွေကွန်တီဖတ်ဆီလိတ်ထဲရွှေချင်းကားထည့်ပြီးဘိုးစိန်ကြီးကို ပေးကြတယ်တဲ့။သူနဲ့တွေ့တဲ့မင်းသမီးတွေဆိုလဲသူနဲ့ညီကြတာကြီးပဲ။ကော်လိပ်စိန်ကိုတော့ဘိုးစိန်ကြီးကလက်မြောက်ရတယ်။ဘလို့သွေးဆောင်လို့မှမရဘူး။ နမည်ကောင်းတဲ့ကောလိပ်ဆိုင်ဟာတည်သွားပါပြီမေရှင်ဆိုလဲခုထိအိန္ဒြေကိုစောင့်ထိန်နေဆိုတဲ့ဂုံတလုံးနဲ့နေသွားတာပါရုပ်ရှင်သုံးဆောင်လုပ်တာနဲ့ဖောက်ပြန်ရမယ်လင်သားရှိပါရဲ့နဲ့တခြားသူနဲ့ပေါင်းတင်နေဆိုတာတော့အထူးသဖြင့်မြန်မာပတ်ဝန်းကျင်မှာမဖြစ်တဲ့မဖြစ်ထိုက်ဘူးပေါ့လေမောင်တို့အမေရိကကတော့ရုံးနေပြီပေါ့ကျမစာကိုညီကုန်းချုပ်ချင်ပြီမောင်ညီကုန်းချုပ်မှာကျမရေးချင်တာက ကျမအခုအသက်60ပြည့်ပြီ။မောင်နဲ့ခွဲခဲ့တာအနှစ်35နှစ်ရှိခဲ့ပြီ။ကျမကိုယ်ကိုထိန်းထိန်းသိမ်းသိမ်းနဲ့အခုထိနေတော့မှာပဲ။ကျမပင်စင်ယူပြီးရင်ဘာလုပ်မလဲဆိုတာကျမအစီအစဉ်ရေးဆွဲနေတယ်။ကျမမှာနောက်ဆန်တင်စရာဘူးမှမရှိဘူး။ကျမချစ်သူမောင်ကတခြားအမျိုးသမီးရှင်ခွေမှာမိဘတွေလည်းမရှိတော့ဘူး။ကျမပင်စင်ကိစ္စတွေလုပ်ပြီးရင်ကျမရဲ့တောင်ကြားဂျိုင်ဝန်ကမြို့လေးကိုပြန်မယ်။ အဲ့ဒီကပြင်ဆင်စရာတွေပြင်ဆင်ပြီးကျမခရီးဆက်မယ်မြမပြီးမြေပေါ်မှာ အရှိတ်ဆုံးလက်သေးခွန်လေးလိုခြုံထွက်နေတဲ့နေရာတွေ့လားအဲ့ဒီဒေသတွေကိုသွားမယ်တခါကကျမနဲ့လုံဖို့ကိုင်းဘက်ចောင်းစရာတယောက်ပြောပြတယ်အဲ့ဒီဒေသမှာចောင်းတွေဖွင့်ထားပေမဲ့ဌာနေမင်းကလေးတွေကပြောတယ်တဲ့စီအရုចောင်းတက်လို့၁၇နှစ်ကြာမှကျမတို့ထမင်းစားရမှာအခုဟိုဘက်ကန်ကူလာရင်စားဖို့တောက်ဖို့လည်းရတယ် မိဘကိုလည်းလုံကျွေးနိုင်တယ်ဆိုပြီးဟိုဘက်ပဲကူသွားကြတယ်။မိဘတွေကလည်းခွင့်ပြုတချို့လည်းရောင်းစားနဲ့တဖက်နိုင်ငံမှာပြည်တစားတန်းရောက်ကြရတယ်။ကျမအဲ့ဒီဒေတာအရောက်သွားပြီးအချီတကြနေထိုင်ပြီးဇောက်ချအလုံးလုံးမဲ့စိတ်ကူးတယ်။စိတ်တူသဘောတူတငယ်ချင်းဆီယမတွေဖော်လုပ်ပြီးသွားမယ်။သူတို့ကိုပညာလဲပေးစီးပွားရေးအခက်အခဲလဲဖြေရှင်းပေးရမှာပေါ့။မိဘလုံကျွေးတယ်ဆိုပေမဲ့တမအာစီဝါဖြေရမယ်။ အလွယ်လမ်းမလိုက်ရဘူးဆိုတာသိအောင်လုပ်ရမှာပေါ့ပြီးတော့ဒီအလုပ်လုပ်လို့ဇက်ကလာမဲ့ယောဂါကလူမျိုးအညွန့်တုံးမဲ့ဆိုတာလည်းအတိပေးရမယ်အစိုးရကြီးပဲတာဝန်ပေးလို့မဖြစ်ဘူးလေဒီလိုနေရာတွေကို ကျမတို့ပညာတတ်တွေဆင်းရမယ်ကြကြနေရင် လူမျိုးကိုအမျိုးခံရလိမ့်မယ်သူတို့နဲ့လက်ရည်တပြင်းကြီးနေမှလဲသူတို့အခက်အခဲကိုသိပြီးဖြေရှင်းနိုင်ပါလေသူတို့ကတကယ်တော့ စိတ်ရင်းယူသားကြပြီးအတိညာနေတယ်။မောင်က ကျမကျမရေးကို ဖုန်းဆက်တိုင်းမိတယ်။အခုအသက်60ပြည့်ပြီမဲ့ကျမရေးကောင်းတုံးအလုံးလုံးနိုင်တော့မှပဲ။တောင်ကြားကြိုင်ဝန်ဒေသမှာမွေးဖွားလာတော့ရာသီဥတုတန်လည်းခံနိုင်ပါတယ်။မောင်ကိုမခွဲချင်ပါဘူး။အခုတယ်လီဖုန်းနဲ့ပြန်ဆက်သွယ်မိရအောင်။ဝမ်းလဲတာဝမ်းလဲနေတယ်မောင်။ကာမပိုင်ရှိတဲ့မောင်လိုလူကို ဒီလိုကျမဆက်သွယ်မိတာအပြစ်မကင်းရလားဆိုတဲ့တန်တရားစိတ်ဟာကျမကိုနှိပ်စက်နေရဲ့ကျမတို့ချစ်သက်တန်းဟာစပင်းဖြူသွားတွေချိုးတဲ့အထိ ရောက်လာကြပြီ ကျမစပင်းတွေကတော့မဖြူသေးဘူးသွားတော့နှစ်ချောင်းချိုးလို့စိုက်ထားရတယ်ခုချိန်ထိ မောင် ကျမကိုချစ်ခင်လေးစားနေတယ်ဆိုတာသိရလို့ကျေးဇူးလက်တင်ကုန်လဲယူပါရယ်ဒါပေမဲ့လည်းအချိန်တန်တော့ခွဲရမှာပေါ့မောင်ရဲ့ မတန်းနိုင်တာခက်ခွာခွာနေကြအောင်ဆိုရဲ့မုံလို့ဟုတ်ဘူးဆိုတော့စားသွားလေးလို့ပေါ့နော်မနှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေအခုဗပြပေးခဲ့ရတာကတော့ဆီယမကြီးခင်းနေယူရေးတာထားတယ်ပဝါတကန်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၃ပဲဖြစ်ပါတယ်ရှင်နောက်လာမယ့်အပိုင်း၄ကိုလည်းဆက်လက်စောင့်မျှော်နှောင့်ပြကြပါဦးနော်အပိနာစင်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်